ားလုံးပဲမင်္ဂလာပါရှင်။ကျမတို့အဖွဲ့လေးကတော့ New Generation Myanmar Night School Grade 11မှာ Clover and Juliet အဖွဲ့လေးပဲဖြစ်ပါရဲ့ရှင်။ကျမတို့ရဲ့အဖွဲ့ဝင်လေးတွေကတော့ Khanna, Renny Orden, Aga, Khainsa, Naung Naung, Nuno, Gigi နဲ့ Riona တို့ပဲဖြစ်ပါရဲ့ရှင်။ကျမတို့တင်ဆက်ပေးသွားမယ်အကြောင်းအရာလေးကတော့အိမ်တွင်းငလင်းအနီးရွှေချရည်နီလန်များပဲဖြစ်ပါရဲ့ရှင်။ Introduction အနေနဲ့ငလင်းကြောင့်အဆောင်နေပျက်စီးတယ်။ ငလင်လောက်ခတ်မှုကြောင့်အဆောက်အုံများနဲ့အင်ဂျင်နီယာဆိုင်ရာအဆောက်အုံများပြိုကျပျက်စီးကနိုင်ငံ내ပြည်သူများရဲ့အသက်အိုးအိမ်စီးစိမ်များဆုံးရှုံးမှုများစွာဖြစ်ပေါ်ခဲ့ပါတယ်။အဆောက်အုံများရဲ့ငလင်တခနိုင်မှုသည်လူတို့ရဲ့အသက်အိုးအိမ်စီးစိမ်နဲ့ပိုင်ဆိုင်မှုလုံခြုံရေးနဲ့ထိုက်ရိုက်တိုက်ဆိုင်ပါတယ်။ညီငလင်ကြောင့်ဖြစ်ပေါ်လာတဲ့ဒဏ်ရာကပြင်းထန်ပါတယ်။သမိုင်းတွင်ငလင်ကြောင့်အဆောက်အုံများစွာဖြစ်စီခြင်းဥပမာများစွာရှိခဲ့ပါတယ်။ အိမ်တွင်းငလင်အနေနဲ့ရွှေချရည်နီလန်းနေရပါရီလဲတက်ငလင်တန်ခဏရှိတဲ့အဆောက်အုံများတည်ဆောက်ရန်နှင်းအိမ်တွင်းမှရှိသောပစ္စည်းများတူလောင်တက်စီရည်နီလန်းများသုံးငလင်လောက်ချင်းဘေးကင်းစီရောနီလန်းများစိတ်ပလန်တို့ပဲဖြစ်ပါရဲ့ရှင်ငလင်တန်ခဏရှိတဲ့အဆောက်အုံများတည်ဆောက်ရန်လိုအပ်ချက်များကိုဆက်လက်ရှင်းပြသွားမှာပဲဖြစ်ပါရဲ့ရှင်တက်အုတ်မြစ်ဒီဇိုင်းဖောင်ဒေးရှင်းဒီဇိုင်း နဲ့အဆောက်အုံပုံစံနဲ့ဒီဇိုင်း structural design သုံးမြေနေရာရွေးချယ်ခြင်း size selection တို့ပဲဖြစ်ပါရှင်။အုံမြစ်ဒီဇိုင်း visit isolation system အုံမြစ်နဲ့အဆောက်အုံကြားအရန်အသား isolator များ ဥပမာ rubber တမနိချက်တာတက်ဆင်ခြင်းဖြင့်ငလင်လိုင်းများကိုဆုပ်ယူပေးပါတယ်။ဂျပန်၊နယူးဇီလန်နဲ့ကယ်လီဖိုးနီးယားစတဲ့နိုင်ငံတွေမှာလည်းအောင်မြင်စွာအသုံးပြုနေတဲ့နီလန်လေးပဲဖြစ်ပါတယ်။ D Foundation မြေပြင်အောင်နှက်ဆိုင်တော့အုံမြင့်များဥပမာ စတီးတိုင်များကွန်ကရစ်တိုင်များဖြင့်ညီကြီးလှုပ်ရှားမှုကိုခံနိုင်ရေးပြုလုပ်နိုင်ပါတယ်။အဆောက်အဦပုံစံနဲ့ဒီဇိုင်းဒီဇိုင်းရိုးရှင်းပြီးညီမျှမှုရှိရန်ဆော့ဝိုင်းစတုရန်ကဲ့သို့ညီညာသောပုံစံများကိုရေးချေပါမညီညာသောဒီဇိုင်းများကငလင်လိုင်းကိုပုံမခံရနိုင်ပါတယ်။အလေးချိန်များတာမှုရှိရင်အောက်ပိုင်းကိုပုံမလေးအောင်ဒီဇိုင်းဆွဲပါ။အဆောက်အဦဆောက်ရတွင် ်တမနီကွန်ကရစ်နေရများဖြင့်ဗေဒိုက်အားကိုကောက်ွယ်ပါတန်ချောင်း cross bridge များကိုတက်စင်ကအဆောက်အဦရဲ့တန်မောင်းမှုကိုမြင့်တင်လို့ရပါတယ်ရှင်ညီများရွေးချက်ချင်းခိုင်မာတော့မြေကြီးကြောက်တာခေခေပေါ်တွင်တည်ဆောက်ပါရွှင်စိတ်တို့မဟုတ်တဲပြင်းများကိုရှောင်ပါအီမီမျိုးတွင်ငလင်လိုင်းများကို ပုံမပြင်းထန်နိုင်ပါတယ် နမနဲ့အချက်အနေနဲ့အိမ်တွင်းမှာရှိသောပစ္စည်းများ၊တူလောင်တက်စီရဲ့နီလက်များကို ပြောကြားမှမှာပဲဖြစ်ပါရဲ့ရှင်။အိမ်ရန်တွင်ဖွဲ့စည်းပုံကိုခိုင်မာအောင်လုပ်ခြင်း၊ပစ္စည်းများကိုတက်စင်ပုံမှန်ပြုလုပ်ခြင်း၊ချိန်ဆထားသောပစ္စည်းများကိုခန့်ခန့်စွာချိန်ရန်မိဖို့ခန်းနှင့်မိဖို့ကြောင့်ပစ္စည်းများအရေးပေါ်အထောက်ပံ့များပြင်ဆင်ထားခြင်းတို့ပဲဖြစ်ပါရဲ့ရှင်။ အိမ်အတွင်းဖွဲ့စည်းပုံကိုခိုင်မအောင်လုပ်ခြင်းငလင်တန်ခံနိုင်သောအိမ်ဆောက်လုပ်ပုံအုံပြုရန်အရင်ကဆောက်လုပ်ထားတဲ့အိမ်များရဲ့ထပ်တိုးခိုင်ခံ့ရေးပြုပြင်မှု retrofitting လုပ်ရန်စဉ်းစားတင်နေမတည်ငြိမ်သောဆင်များသမင်းစားစပွဲပေါ်ရှိဗီဇပွားများဖန်ခွက်များစသည်တို့ကိုအနှဲငယ်တိကျသောနေရာတွင်ထားတင်ပါတယ်မျက်နှာချက်တို့မဟုတ်လဲကြနိုင်သောပစ္စည်းများကိုအနှိမ်နာတို့ပြောင်းထားပါပစ္စည်းများကိုတက်ဆင်ပုံမှန်ပြုလုပ်ခြင်း မတိမြဲတော့ချက်တဲတော့ဖြစ်စီများစာအုပ်အလွာများလက်စစ်ဖြစ်စီများတင်းပေါအနာရှိအလှဆင်ဖြစ်စီများကိုခိုင်မာစွာချိတ်ဆွဲထားရပါမယ်။ငလင်ဖြစ်ချိန်တွင်တကားနှင့်ပတင်းပေါများအနီးတွင်ရှိတဲ့ဖြစ်စီများကပေါက်ကွဲနိုင်သည့်ဖြစ်အနည်းကင်သောနေရာများတွင်ထားတတ်ပါသည်။ချိတ်ဆွဲထားသောဖြစ်စီများကိုခိုင်ခန့်စွာချိတ်ရန်နေရံပေါ်တွင်ချိတ်ထားသောပကြီများခေါမိုးတင်ပစ္စည်းများကိုခိုင်ခန့်စွာချိတ်ထားရပါမည်။ချိတ်ခွေးများကိုတမဏိတံများဖြင့်ချိတ်ခြင်းဖြင့်ပုံမှုခိုင်ခန့်နိုင်ပါသည်။ မိဖို့ခန်းနဲ့မိဖို့ချောင်ပစ္စည်းများတံငွေဘူးများကိုခိုင်နှောနေရာတွင်ချိတ်တက်ပြီးမပေါက်ကွဲနိုင်စေရန်ရှောင်ရှားတက်ပါတယ်အကယ်၍မိမိကမိဖို့ခန်းရှိလက်စစ်ပစ္စည်းတစ်ခုခုကိုအသုံးပြုပြီးဒီနေ့တပြိုင်နက်ပလက်ပေါက်များကိုပိတ်ထားတက်ပါတယ်အရေးပေါ်အထောက်ပံ့များပြင်ဆင်ခြင်း emergency kit တွင် ရေအစားအသောက်ထားရိုက်မီဓာတ်မီတူများမိသားစုစေပုံစတင်ပြထားရှိပါသည် မိသားစုအတွင်းလူတိုင်းအတွက်ငလင်အရေးပေါ်စီမံချက်ရှိရန်ထွက်ပြေးလမ်းကြောင်းထပ်ဆောင်ရနေရပြင်ဆင်ထားပါငလင်အချိန်တွင်လွယ်လွယ်ကူကူတုံးနိုင်အောင် front line nudges ညီတန့်ဘူးများကိုထိတ်ဆုံးတွင်ထားပါနံပါတ်3ချက်အနေနဲ့ငလင်လှုပ်ချိန်ဘီကင်းစီတော်နီလန်များစိတ်ပလန် စိတ်နေနေထားပါ drop cover and hold on မန်ဗတင်းပေါက်များနေရံများစီမှာဝေဝေးနေပါတက်လီကားကိုအသုံးမပြုပါနဲ့ရိုးလီကားကိုအသုံးပြုပါမီးဖို့ကြောင့်နဲ့မီးလောင်တွေတော့ပြည့်စုံများရှိသောနေရာမှာမနေပါနဲ့ စိတ်ကိုညင်ညင်ထားပါငလင်လုံးတဲ့အခါအတတ်နိုင်ဆုံးစိတ်ကိုတင်ညင်အောင်ထားပါကြုံရရင်ကြောက်နေမိမှမမှန်ပဲစိတ်လှုပ်ရှားတဲ့အခါကိုယ်တိုင်ကအနည်းတော်တဲ့ကိုဝင်သွားတယ်လို့ဖြစ်နိုင်ပါတယ်တင်ညင်ခြင်းကပိုတိကျတဲ့ဆုံးဖြတ်ချက်တွေကိုချစီနိုင်တာကြောင့်ပဲဖြစ်ပါတယ် drop cover and hold on ဒီရင်တုံခါမှုကိုခံစားရတည်နေခန္ဓာကိုယ်ကိုဝှချပါ အကာအကွယ်ယူရန်စပွဲလူနေရာကိုရှာပါပြီးရင်စပွဲခြေတံကို မြဲမြံအောင်ခိုင်ထားပါ ဥကောင်းကိုအတိကထား၍ကာကွယ်ပေးပါမှန်ပတင်းပေါက်များနေရံများစီမှာဝဝေးနေပါမှန်ဆများကြောင်းထိခိုက်နိုင်သလိုနေရံဖြူကျခြင်းမှလည်းထိခိုက်နိုင်ပါတယ်တက်လေကားကိုအသုံးမပြုပါနဲ့ရိုးရိုးလေကားကိုအသုံးပြုပါအထက်မြင့်အဆောက်အဦမှာနေထိုင်သူအနေနဲ့ငလင်လောက်ခတ်ချိန်အရေးပေါ်ထွက်ခါပါကသက်လီကားကိုအသုံးပြုခြင်းဒီအလွန်အနေရများပါတယ်။ပိမိနိုင်မှုနည်းစီရန်ရိုးရိုးလေကားကိုအသုံးပြုတင်ပါတယ်။ မိဖို့ကြောင့်နင်းမိလောင်လေတော့ပြည့်စည်များရှိသောနေရာမှာမနေပါနဲ့။ငလင်လောက်ခတ်ချိန်မိဖို့ကြောင့်နင်းမိလောင်လေတော့ပြည့်စည်ထားတို့ရနေရာ၌ရှိနေပါကထက်ခွာရန်တို့မဟုတ် drop cover and hold on ကို အသုံးပြုပါ။အိမ်တဲ့အင်ရဲ့မိလောင်လေဆုံးနေရာကမိဖို့ကြောင့်ဖြစ်တာမလို့အထူးဂရုပြုတင်ပါတယ်။အထက်မြင့်ပကံစင်နဲ့မိဖို့ကြောင့်သုံးဆက်များစီမှာဝေးရနေရာမှာနေပြီးပါ။ ကျမတို့ရဲ့ project လေးကိုဒီမှာပဲရနာလိုက်ပါမယ်ရှင်မိမိမိလို့နေမိခွန်များကိုလည်းမြင်မြင်နိုင်ပါတယ်ရှင်ကျမတို့ရဲ့ project လေးကိုအစအဆုံးအချိန်ပေးပြီးတော့တရားနာထောင်ပြီးရဲ့တူဦးချင်းစီတိုင်းကိုလည်းအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။